အပိုင်းခွင်းနဲ့မှာတော့ဟန်နမီနဲ့မူကြီးတဲ့သူတို့နဲ့ခြေတူတွေလိုမျိုးကောင်းကောင်းရှိစေဖို့အတွက်သူတို့ရဲ့ရည်ရွယ်ချက်ခံစားချက်တွေကိုတခါရဲအပိတ်တ်ဖို့အတွက်နေအောင်လုံးကသူတို့ခြေတဲ့သူတွေကိုသူတို့ဘလောက်တိခြေတယ်ဆိုတာကိုနောက်ဆုံးအနေနဲ့ပြပြဖို့အတွက်ဖြစ်လာပါရဲ့အခြားတစ်ဖက်မှာတော့အန်ချန်ကမျိုးထဲမှာပစ္စည်းဝယ်နေတော့ငွေငယ်တဲ့ငါးနေကဝေခွာသွားတဲ့သူရဲ့တငယ်ချင်းအိုင်လန်နဲ့ပြန်ပြီးတော့ဆုံခဲ့ပါရဲ့နေအောင်လုံးကလည်းမတွေ့ရကြပြီဖြစ်လို့ပုံစံတကူမှာအေးစေစကားပြောဖို့အတွက် ဆိုင်နေဆိုင်မှာဝေထိုင်နေပါတယ်တကယ်တော့အိုင်လန်ကငယ်လေးကလေးက M10 ကိုတပတ်သက်ခရက်နေတဲ့သူပါသူဘလောက်ပဲ M10 ကိုချစ်တယ်ဆိုပြီးတော့ပြောပေမဲ့ M10 ကတော့သူ့ရဲ့ဘဝမှာဟန်နဘီလာဘသူ့ဘဝမှာချစ်လို့မရခဲ့ပါဘူးနေအောင်လုံးကတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့ငငယ်ကအကြောင်းတွေကိုပြန်ပြီးတော့အမဲရနေပါတယ်အိုင်လန်ကတော့ M10 ရဲ့ချစ်တဲ့အပြုမူတွေကိုမဲနေမြင်ကြားကြည့်နေတဲ့သူပါအဲ့ဒါကြောင့်လဲ M10 နဲ့ချစ်သူဘဝဝင်ရဖို့အတွက်အချိန်ကြီးစူးစမ်းခဲ့ရပါတယ် ဒါပေမဲ့အန်ချန်ကသူ့မှာခြေသူရှိတာဆိုတာကလွဲလို့အခြားအရာတွေကိုမပြောပြခဲ့ပါဘူး။အိုင်လန်ကတော့အန်ချန်ရဲ့ခြေသူကရာလီတယောက်လိုပဲအခုထိထင်ထားခဲ့တာပဲဖြစ်ပါရဲ့။အဲဒါကြောင့်အန်ချန်လည်းသူ့ခြေနေတဲ့သူကအိုင်လန်ထင်ထားတယ်လို့မျိုးရောက်ကြလေးမဟုတ်ပဲမင်္ဂလီတယောက်ဖြစ်နေတဲ့အကြောင်းကိုပြောပြလိုက်ချိန်မှာပဲအိုင်လန်လည်းအယံကိုအံ့ဩသွားခဲ့ပါရဲ့။အန်ချန်ကတော့ဟန်နမီကလွဲလို့ဘသူ့ကိုမှခြေလို့မရဘူးဆိုပြီးတော့လည်းပြောလိုက်ကား ကြားသူတယောက်ကိုအစားတို့ဖို့ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းကိုပဲထပ်ပြီးဟောပြောပါရယ်ဒါဝကြတော့အိုင်လန်တယောက်လည်းအန်ချဲရဲ့စိတ်ကိုနားလည်ရခက်ဖြစ်နေခဲ့ပါရယ်ဒါပေမဲ့အိုင်လန်ကဇေရောမဲပုံမပေါ်ပါဘူးအဲ့ဒါကြောင့်သူရောထပ်ပြီးတော့စူးစမ်းဝင်ရှိသေးလားဆိုပြီးတော့အန်ချဲကိုပြောလိုက်ကန်အန်ချဲကတော့ဘာမှပြောမပြောခဲ့ပါဘူးဒီလိုနဲ့နောက်နှစ်ယောက်တော့ဟန်နဘီလည်းအကြောင်းရင်းနာရိုမီစီကိုတားပြီးတော့သူရန်ချီရဲ့အကြောင်းကို တဝါကြီးအားရပါရဲ့နဲ့ပြောပြပါရဲ့ဒါပေမဲ့နာရူမီကတော့ဟန်နဘီကိုညီမအရင်တယောက်ထပ်ပို့တဲ့တန်ရုံးတင်မျိုးကိုဖိခဲ့ဘူးဆိုပြီးလဲပြောလိုက်ကဟန်နဘီကတော့ကိုချီရတဲ့သူစီကနဲ့အခုလိုမျိုးစကားကြားရတာကြောင့်တမရဲ့မျက်ဝန်းမှာမျက်ရည်ပြသွားခဲ့ပါရဲ့ဒါပေမဲ့တချီခဲ့တာတွေကိုနာရူမီတီးသွားခဲ့လို့ဟန်နဘီလည်းအတိုင်းမသိပြောသွားခဲ့ပါရဲ့ အတားတမမှာတော့မူဂျီလည်းသူရန်ချိရတဲ့အာဂါနီကိုသူဘလောက်ထိချိခဲ့ကြောင်းကိုပြပြနေခဲ့တာအာဂါနီကတော့အခုချိန်ထိမူဂျီပြောရတဲ့ကိုပေါ်ပဲပြဲနဲ့နားထောင်နေတော့မှာပဲဒါပဲဖြစ်ဖြစ်ဟန်နီဘီနဲ့မူဂျီလည်းသူတို့အရန်ချိရတဲ့သူတွေကိုသူတို့ဘလောက်ထိချိခဲ့ကြောင်းကိုပြောပြခဲ့လို့ရင်ခွဲရပေမဲ့ပြေပြုံးကြီးကျင်းနေကြပါရဲ့ဒီလိုနဲ့ဟန်နီဘီနဲ့မူဂျီလည်းသူတို့အချက်ဆုံးလူတွေကိုမြစ်ပစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဘဝအတိတ်ကိုကိုယ်ဝါဝါဖယ်ဆန်းဖို့အတွက်လက်ပြလလုံးနဲ့ဖြစ်သွားခဲ့ပါရဲ့ဘာပဲဖြစ်ဖြစ်ဒါရီကကောင်းမှုတွေဖြစ်လာခဲ့တယ်ဆိုတာကိုသူတို့နှစ်ယောက်ကလက်ခံလိုက်ပါရဲ့ ရှေးဆက်ပြီးလဲကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းမှုအတွက်ညောင်လုံးကယုံကြည်ထားပါတယ်